ယနေ့ညမှာကြံမဲ့အာဆင်နယ်နဲ့ဘိုင်ယန်မြူနစ်တို့ရဲ့ပွဲစဉ်အပေါ်ကျွန်တော်ရဲ့အမြင်တွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါဝင်းဘော Channel ကနေအားလုံးကိုကြိုဆိုပါတယ်ကျွန်တော်ဒီကနေ့မှဆိုရင်တော့ဒီတစ်ပတ် ချန်ပီယံလိရဲ့အကောင်ဆုံးပွဲစဉ်တွေဖြစ်တဲ့အာဆင်နယ်နဲ့ဘိုင်ယန်မြူနစ်တို့ရဲ့အတင်းပွဲစဉ်ကြံဖို့ရှိပါတယ်။တစ်သီးသလုံးကတော့လက်ရှိချိန်မှာ ီချန်ပီယံလိမှာပါရောသူတို့ရဲ့သက်ဆိုင်ရာလိတွေမှာပါအကောင်းဆုံးပုံစံတွေပြသနေတဲ့အသင်းတွေလို့ပြောလို့ရတယ်ချန်ပီယံလိမှာဆိုရင်လည်း Go different to ရမှတ်အတူနဲ့အဆင့်တင်တဲ့နှစ်မှာအပေါ်ရက်တည်နေသလိုသူတို့ရဲ့သက်ဆိုင်ရာလိတွေမှာဆိုရင်လည်းအဆင့်တင်နေရာတွေကိုတိမ့်ပိုက်ထားတဲ့အသင်းတွေဖြစ်တယ်နောက်ပြီးဒီဒီတွေးဆမှုကဒီပက်ကွာဒီယိုလာရဲ့တပည့်နှစ်ယောက်တွေးဆမှုလို့ပြောရင်လည်းမမှားဘူးနောက်ပြီးဒီအကောင်းဆုံးတိုက်စစ်နဲ့အကောင်းဆုံးခံစစ်အားပြိုင်တဲ့ပွဲဆိုရင်လည်းမမှားဘူးတကူပဲ ဒီမီကေအာတီတာရဲ့အာဆင်နယ်ကလက်ရှိချိန်မှာချန်ပီယံလိမှာဘေးကိုလုံးဝမရှိထားဘူးဘိုင်ယန်မြူနစ်ကတော့ဒီနောက်ဆုံးကစားခဲ့တဲ့ဒီချန်ပီယံလိပွဲတင်မှာဆိုရင်တပွဲကိုတကောလုံးပေးထားတယ်ဒါကမီကေအာတီတာရဲ့အာဆင်နယ်အတွက်အခွင့်အရေးဖြစ်လာနိုင်တယ်ဘာလို့လဲဆိုတော့ဘိုင်ယန်မြူနစ်ဒီတကောရခဲ့တဲ့တိုင်အောင်သူတို့ခံစစ်ပိုင်းကအဲ့လောက်ကြီးဒီစတောင်းမဖြစ်တဲ့အတွက်အာဆင်နယ်အတွက်အခွင့်အရေးဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့အမ်ရိတ်မှာလည်းကန်ရမယ်နောက်ပြီးမီကေအာတီတာရဲ့လက်ထက်မှာအာဆင်နယ်က ဒီအသင်းကြီးနဲ့တွေ့ဆုံတဲ့ပွဲစဉ်တွေမှာဆိုရင်တော်ဝတန်ယောဟန်ရှုံးခဲ့တယ်ဗျာမရှုံးမဟုတ်ဘူးတပွဲတလေတော့သူတို့ရှုံးနေအပွဲအများစုတော့သူတို့မရှုံးအောင်ကန်လိရှိတယ်ဒါကြောင့်ဒီပွဲစဉ်အားဆိုရင်အာဆင်နယ်အတွက်ရလက်ကောင်းနိုင်တယ်ဒီနှစ်သင်းချဖြစ်နိုင်ပွဲလူသင်းကိုကျွန်တော်တို့ဆွေးနွေးကြည့်အောင်အာဆင်နယ်ကတော့ဂိုးသမားနေရာမှာဒေးဗစ်ရော်ယာပဲဖြစ်ဖို့များတယ်နောက်ပြီးဒီလက်ဘက်မှာဆိုရင်ဂျူလီယန်တင်းမောက်ပဲသုံးပြုပဲများပြီးတော့ဒီဆန်နာဘက်မှာဆိုရင်ဆလီဘာနဲ့ဒီပီအာရိုဟင်ကက်ပီအတွဲပဲသုံးမယ်ဗျာဘာလို့လဲဆိုတော့ ီယာရိုဟင်ကပီးကလီဗာကူးဆင်းမှာကစားခဲ့တဲ့အတွေ့အကြုံလည်းရှိတယ်ဒါကြောင့်ဒီပွဲစဉ်မှာဆိုရင်ပီယာရိုဟင်ကပီးပဲသုံးဖို့များတယ် right back မှာဆိုရင်တော့ရီကာဒိုကာလာဖီယိုရီဒါမှမဟုတ်ရင်မိုင်းလူးစ်ကယ်လီပဲသူသူပြောင်းမယ်ဒီကွင်းလယ်မှာဆိုရင်တော့ဒီဒီကလာရိုက်စ်နဲ့မာတီဇူဘီမန်ဒီတို့တွဲကိုသူတွဲမယ်ပြီးရင်ဒီရိုင်ဝင်းတနေရာမှာဆိုရင်ဘူကာယိုဆာကာဖြစ်ဖို့များပြီးတော့လက်ဝင်းမှာဆိုရင်တော့ဒီယန်ဒိုထရော့ဆယ်ဒါမှမဟုတ်ရင်ဂါဘရီယယ်မာတီနယ်လီပဲအသုံးပြုပဲရှိနေပါတယ်နံပါတ်10ရောနေရာမှာဆိုရင်တော့ FG SA ဖြစ်ဖို့များပြီးတော့တိုက်စစ်မှာဆိုရင်တော့ဒီမီခေမိုရီနိုကိုပဲထားဖို့ရှိနေပါတယ်ဆိုတော့အာဆင်နယ်ရဲ့လိုင်းရက်ကိုကျွန်တော်ဆွေးနွေးကြည့်တဲ့အခါမှာကျွန်တော်အမြင်ပြောရရင်တော့နှစ်နေရာလောက်ပဲအာဒီတာအပြောင်းလဲအပြောင်းလဲလုပ်လိုက်မယ်ထင်တယ်အထူးသဖြင့်ဒီရီကာဒိုကာလာဖီယိုရီနေရာမှာမိုင်းလူးစ်ကယ်လီဒီလီယန်နိုထရော့ဆက်နေရာမှာဂါဘီယယ်မာရီနယ်လီပဲဖြစ်ဖို့များတယ်ဒီနှစ်နေရာလောက်ပဲသူအပြောင်းလဲလုပ်လိုက်မယ်ဂျန်နယ်ပိုင်းကတော့သူအပြောင်းလဲမလုပ်ဘူးပြောလို့လဲဆိုတော့အာဒီတာကရန်လောဘကြီးတဲ့လူတစ်ယောက်ဖြစ်တယ်ဒီ စူပါဆန်နေနေ့မှာ Chelsea နဲ့ပွဲစဉ်ရှိနေသည့်တိုင်အောင်သူတေးကြတယ်ဗျ Stoneland Air နဲ့ပဲသူပွဲထုတ်မှာပဲသူအရန်ကစားမားတွေတော်တော်များများသူအသုံးပြုမှာမဟုတ်ဘူး Bayern Munich ရဲ့လူစင်းကိုကျွန်တော်တို့ဆွေးနွေးကြအောင်ကိုသမားနေရာမှာဆိုရင်တော့ Manuel Neuer ပဲဖြစ်ဖို့များပြီးတော့ဒီလက်ဘက်မှာဆိုရင်တော့ Lama အသုံးပြုပဲရှိတယ်ဒီ center back တွဲမှာဆိုရင်တော့ဒီ Jonathan Tah နဲ့ Upamecano အတွဲဖြစ်ဖို့များပြီးတော့ right back မှာဆိုရင်တော့ Stanisic ဆိုတဲ့ကစားသမားကိုအသုံးပြုပဲရှိနေပါတယ်ဒီကွင်းလယ်အတွဲမှာဆိုရင်တော့ Joshua Kimmich နဲ့ Paslovic အတွဲကိုအသုံးပြုပဲရှိပြီးတော့ဒီလက်ဝဲမှာဆိုရင်တော့အဆက်ကနာပရီနဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ဒီ right ဝဲမှာဆိုရင်တော့လူငယ်ကစားသမားလေးဖြစ်တဲ့ land and car ဆိုတဲ့ကစားသမားလေးကိုပဲအသုံးပြုပဲရှိနေပါတယ်နံပါတ်10လို့နေမှာဆိုရင်တော့ michael olisip ဖြစ်ဖို့များပြီးတော့တိုက်စစ်မှာဆိုရင်တော့ harry kane ပဲအသုံးပြုပဲရှိနေပါတယ်ဆိုတော့တိုက်စစ်ကွင်းလေခံစစ်ဂိုးသမားနေထားတွေကိုရှင်ကြည့်တဲ့အခါမှာသူကွင်းလေနဲ့တိုက်စစ်ကတော့နှစ်သင်းလုံးကအရင်ကြီးမကွာဘူး ခံစစ်တမ်းကိုရှင်းကြည့်မယ်ဆိုရင်တော့အာဆင်နယ်ကဘိုင်ယန်မြူးနစ်ထက်ခေါင်းတလုံးပိုတာတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့အာဆင်နယ်ကလက်ရှိပရီးမီးယားလိမှာပါရော ချန်ပီယံလိမှာပါရောပေကူအ ਨੇ ဆုံးအသင်းဖြစ်တယ်ဒီအချက်ကဒီနေ့ပွဲစဉ်မှာဒီအာဆင်နယ်အနေနဲ့ဒီဘိုင်ယန်မြူးနစ်ကိုအသာစီယူသွားနိုင်တဲ့အချက်ဖြစ်နိုင်တယ်နောက်ပြီးခုနကပြောခဲ့လိုပဲဘီကေအာတီတာရဲ့လက်ထက်မှာအာဆင်နယ်ကတောင်တန်းရောအသင်းကြီးတွေကိုရှုံးခဲ့တယ်ဒီချက်ကလည်းဒီနေ့ပွဲစဉ်မှာအဓိက ချက်တစ်ချက်ဖြစ်လာနိုင်တယ်။နောက်ပြီးအမ်ရိတ်မှာလည်းကန်ရမယ်အာဆင်နယ်နေနဲ့ဟိုအနေဆုံးတရေလောက်တော့ဘိုင်ယန်မြူနစ်ကိုကန်သွားနိုင်မယ်။အာဆင်နယ်ကတော့အာဆင်နယ်နေနဲ့အနေဆုံးတရေလောက်တော့ဒီပွဲတင်မှာရအောင်ယူနိုင်မယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်။အာဆင်နယ်ပရိသတ်တွေရောဘယ်လိုမြင်ကြလဲမှတ်ချက်ရေးပြီးသွားလို့ရပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။